ကြင်ကြီးကိုဖျားပေါ်ဖို့မိမတွေတက်ရဟုတ်နော်နောက်တကဟိုးဘကရွှေဆက်တော်ဖျားပေါ်လေအရွယ်ထဲမှာကန့်သက်ထားတဲ့နေမျိုးမရှိဘူးလားရှိပါရဲ့ဗျာအဲ့ဒီနေရာတွေကိုမိမတွေဝင်ရလားပါဖြစ်လို့ဝင်တော့ဟင်ဘုံဟိုဘကဥနာအောင်မင်းတို့သိလား ခုနကြောက်ဘူးလားဘောမင်းကြောက်နေမှာဘာမှမသိတော့ဘောနော်ကခုနအောင်ကြောက်နေပါလေလဲတင်းတယ်အင်္ဂလိပ်ကုမ္ပဏီနဲ့တင်းမော့အပြိုင်ဆွဲတဲ့ရေလူမျိုးကြီးလေခုနအောင်ရွာကော့ကနုတ်ရွာဆိုတာရှိတယ်အဲ့ဒီမှာလဲတိတ်ရင်တည်းရှိတယ်အဲ့ဒီတိတ်ရင်လဲမိမတွေမဝဲအောင်အခုပြောတဲ့ဘုရားတွေတတ်မှတ်ထားတဲ့ဘုရားနေရာတွေအဲအခုပြောတဲ့လေဒီနေရာတွေမှာဝင်ဘိုးချိုးပြစ်မယ်ငလင်းလုံးမယ်ကက်ကြီးတွေကြမယ် ။အဲဒီလိုမျိုးသူတို့တွေ6လနဲ့စကားတွေရှိ။အဲ့ဒါတကယ်လားဆိုတော့တကယ်မဟုတ်ပါဘူး။အဲ့တော့တကားနိုင်ငံသားအမျိုးသမီးတယောက်ကယောက်ျားလေးလို့ဟန်ဆောင်ပြီးတော့ဂျယ်ဒီယိုပြားပေါ်တက်တယ်။ဘာမှမဖြစ်ဘူး။အဲ့ဒါဘာကြောင့်တော့ဆိုတော့တအားလို့နားလိုက်တာအဲ့ဒါဘာသာရေးနဲ့ရည်ကြည်မှုနဲ့တွဲပြီးတော့နားမလဲတာ It is not religion it is tradition ဒါဘာသာရေးမဟုတ်ဘူး ဒလေထုံးတဲ့ယုံကြည်မှုအစင်လာတာဖြစ်တယ်။ဟုတ်နော်မြတ်စွာဘုရားအတ္တမခဲ့တာလည်းမရှိဘူးမြတ်စွာဘုရားရှင်လက်ထက်ကမြတ်စွာဘုရားထိုင်းနေတဲ့နန်းတပါးတဲ့တရင်သုံးတဲ့နေရာကိုဟိမမေဘုရားကြီးရောက်လာတယ်။ဘုရားနဲ့ရောက်လာလို့မိုးကြိုးမပြစ်ပါဘူး။မိမတွေမဝင်ရဘူးဘုရားနဲ့မတွေ့ရဘူးဆိုတော့ဝိနည်းပြည့်ချက်လည်းမရှိပါဘူး။နော်အဲရန်တာကတွေကတော့အမျိုးသမီးတွေနဲ့တွေ့မယ်ဆိုရင်အတ္တမထားတဲ့အမျိုးသားတွေနဲ့ပါမယ်ဆိုတာမျိုးတွေပါတယ်ရှိတယ်။သမတ်ချက်တွေရှိတယ် ပြောချင်တာမြတ်စွာဘုရားနဲ့အမျိုးသမီးတွေမတွေ့ရဘူးအနိကမသွားဘူးဆိုတာမျိုးတွေမရှိပါဘူးဒါကြောင့်အခုမြန်မာပြည်မှာတပ်မတ်တာတွေဒီနေရာဘုရားမွန်နဲ့အရှင်တော်ဘုရားအထက်ပြည့်စံပေါ့လေအမျိုးသမီးတွေမတက်နဲ့ဆိုတချို့လည်းခိုးတက်ကြတာတချို့ရရအကြီးအကဲတွေနဲ့နှိစက်တဲ့ဟာတွေရအောင်တက်ကြတာတွေလည်းရှိဒါတွေလည်းကြားနေတာဘာဖြစ်လဲဘာဖြစ်ပေါ့ဒါပေမဲ့ဘုန်းတော်ဘာကြောင့်ဒါကိုတတ်မှတ်ကြတော့ဆိုတော့ဒလိထုံးတဲ့ယုံကြည်မှုရ အမျိုးသမီးတွေနဲ့အမျိုးသားတွေဆိုရင်တဘာဝအရာပေါ့လေနော်အမျိုးသမီးတွေပါအညစ်ကြေးဆိုတာရှိတဘာဝအညစ်ကြေးအဲ့ဒီအရာတွေကသူတော်ကောင်းတွေတရားနှလုံးသွင်းတဲ့နေရာမှာဒီအညစ်ကြေးတွေထင်းတော့မှာဆိုလို့ကြံခဲ့မှာဆိုလို့အမျိုးသမီးတွေရာပဲတတ်မှတ်ခဲ့ဒီလိုနေရာတွေကိုမသွားနဲ့သူတော်ကောင်းတွေမှွေ့လျော်တဲ့နေရာအမျိုးသမီးတွေရာပဲတတ်မှတ်ခဲ့နောက်ယင်လန်းတပတ်တွေပါလေကိုသမီးတွေတပတ်တွေတပတ်တွေပတ်တွေဆိုတာ ဲ့ဒါပဲလောကမှာမကွန့်ပေါ်အပ်တဲ့အရာ၃မျိုးအပရိစ္ဆန္ဒ၃ပါးပြောတာရှိတယ်နံပါတ်၁အမျိုးသမီးတွေရဲ့ကိုယ်ငါစိတ်ပိုင်းနံပါတ်၂မိစ္ဆာယန္တရားအတက်တွေပေါ့နံပါတ်၃မိစ္ဆာဒိဋ္ဌိတရားတွေအဲ့ဒါတွေရဲ့လောကမှာထင်တာမြင်တာဖြစ်လာလို့ကျယ်ပြန့်လာတယ်ကိုယ်နေရာဒီနေရာတွေ့နေကြပြီအဲ့ဒါဆိုရင်လောကဆုတ်ယုတ်ကြောင့်ပျက်စီးကြောင့်ပဲအခုမိကလေးတွေဘလို့နေကြလဲပေါ့ဒါမင်းတို့ဒီမှာနေကြတော့ ူတော်ကောင်းဝင်းကျင်ဆိုတော့မင်းတို့ရင်ကြီးကြီးတင်းတင်းမှုနေရတယ်အခုတော့ရှာတော့တို့နောက်ပြန်ဆောင်ဒီလိုမျိုးဖြစ်သလားဘေးတိုက်ဆောင်ရှာတော့ဆိုတော့အန်ဝိုင်းတို့ပါတဲ့ဘေးတိုက်ဆောင်ဟဲ့လားဒါတော့မောင်ကျက်တေကောင်းမွန်နေနည်းနည်းလေးတော့နီးစပ်ပါတယ်ဟုတ်လားအဲ့ဒါတော့အမျိုးသမီးတွေလည်းဒါဂျိတ်တို့ပါတယ်နဲ့မပါဒါတော့ဒီကနေ့ခေတ် model တွေပေါ့ဟန်ဆောင်ပန်းဆောင်ရိုက်ပြတော့ဒီလိုဒီချိန်တော့ဝတ်တာပါကျန်တဲ့ရေဝတ်ချင်မှာဝတ်တယ်နော်ဟမ်အာဒါမြန်မာအဲ့ ဒါ2000တဲ့30ဝန်းကျင်အတော်ရင်ကြီးသေးတယ်ဟွန်းအတော်ရင်ကြီးသေးတယ်အတော်လုံသေးတယ်လို့ပြောဟွန်းဟုတ်လားကတဲ့အကကျတော့လေအမ်ဘီယာဗလင်းကိုင်ကြီးကိုကြီးကျော်လို့ပြောပါလေလို့အမင်းတို့ခုနပြောတဲ့ tradition ဟုတ်လားရိုးရာမပြက်ပွဲတော့မြန်မာတကြလေဟုတ်လားမြန်မာရဲ့ရင်ကျစ်မှုအဲ့ဒါမြန်မာ tradition မဟုတ်ဘူးဗျာ အိန္ဒိယနဲ့ကုချတာအိန္ဒိယနဲ့ကုချတာဒါကနရပတိမင်းလက်ထက်မှာပကံမှာပကအကျံဆိုတာစပြီးတော့ပေါ်လာတာဟိန္ဒူယဉ်ကျေးမှုကနေကုချတာပဲမြမယဉ်ကျေးမှုအစ်စ်မဟုတ်ဘူးနော်သင်္ကန္တစာပေမှာသင်္ကန္တကုပြောင်းတယ်လို့တိပိရနှစ်တစ်နှစ်ကလည်းနည်းနည်း calendar change ဆိုတာပြောတယ်အဲ့သင်္ကန္တ အဲ့မှာနှစ်ရက်နေ့နေ့အခုအပြောင်းမြမအစင်လာရကောင်းမှုကုသိုလ်တွေပြုကြအဲ့ဒီမှာအတာရေလေးတွေနေဆိုတဲ့နောက်မှနောက်မှထပ်ဖြည်းဖြည်းဆွမ်းဆွမ်းနဲ့နောက်တော့မိသပိုင်နဲ့ပြစ်တာဟုတ်ပေါ့ဟုတ်တယ်မလားအိုးမင်းနဲ့သုတ်တာဟုတ်ပေါ့အဲ့ဒါမျိုးတွေဖြစ်သွားတယ်တောက်ကျင့်မကောင်းတဲ့ညင်တွေပါလာတာပေါ့နော်အကျင့်မကောင်းတဲ့ညင်တွေပါလာတာအဲ့တော့ဥဒကပူဇာဆိုပြီးအိန္ဒိယမှာရှိအိန္ဒိယမှာရေချိုးပွဲတော့ဆိုရှိတယ် မင်းတို့နောက်တစ်နှစ်လောက်ကျမှငါခေါ်သွားအောင်ဘုရားကပူတာဟုတ်လားဟိုးဟိမဝနာမှာတရားကျင့်နေတဲ့ဆွာမီကြီးတွေပေါ့စာဒူးကြီးတွေအဲသူတို့ကနှစ်10နဲ့ချီပြီးတော့ရေမချိုးကြဘူးအဲ့လိုနေကြအမွှေးတွေကလည်းချုပ်ချက်ခတ်လို့အဲ့ဒါသူတို့ကနေပြီးတော့ရေချိုးဆင်းလာပြီဆိုရင်အဲသူတို့ရေချိုးရေချိုးပြီးတော့အောက်ကိုကျသွားရင်ဝင်ကြီးတွေ အစိုးရအကြီးအကဲတွေမော်ဒီရိုတောင်မနေအဲ့ဒီအောက်ကနေချိုးရအဲ့ဒီအောက်ကနေတထေးတွေနောက်ဇက်ဇက်တပြွေးချင်းနေဆိုတာဇက်နေတော့ပုံကိုရတော့အောက်ဆုံးမှာချိုးရအရင်ချိုးပွဲတော်တော်ကြီးရှိတယ်ဟောနောက်တကဂျိမ်းပါတာကြတော့ဂျိမ်းပါတာဘုံကြီးတယောက်ကအိမ်ရောက်လာပြီဆိုရင်အပြိုသင်မျိုးသမီး9ယောက်နွားနုတွေပါနေတေးချာနွားနုတွေကိုခေါင်းပေါ်ယူရအားနုစိန်တွေပေါ့ကွာအဲ့9ဘတ်ပတ် ပပင်းရဲ့အဲ့ဒီကိုတော်ကြီးကိုဟိုနေရာကိုရေလောင်းอ่ะအမြင့်ပေါ့ကွာเนาะအဲရေလောင်းရေလောင်းပြီးအောက်ကနေပြီးတော့ခွက်လေးနဲ့ခံတာအာတာကောင်းသမီးကောင်းလို့ကြီးအဲ့ဒါလေးတွေတောက်နောက်တစ်နေ့ကျန်ကလက်ဆောင်ယူပေးမယ်เนาะအိန္ဒိယသွားရဟုတ်လားတောက်ချင်ညာလားတောက်ချင်ပါဗျာစိတ်ထဲမှာတော့တောက်ကောင်းလားတော့တော့အမေတို့စိတ်သားနေကြတယ်တဲ့အဲ့အဲ့ဒီအစင်လာတဲ့နေ့ဟိုရောဒီရောနဲ့အဲ့ဒါကြံသွေးဖြစ်လာတာထားတော့ လက်ခံလို့ရသေးတယ်။နော်တရားကမွန်းနေတဲ့အဲသူတော်ကောင်းအကျင့်တွေကျင့်ကြတယ်ပြီးပါတယ်ကိုခြေသက်လက်ပြဲအဖို့ဘွားတွေကိုခြေသက်လက်သက်ဖြတ်ပေးတယ်အကုသကောင်းမှုတွေပြုကြတယ်ဒါကောင်းတာဗောဗုဒ္ဓရဲ့အဆုံးအမတွေပါနေတာဒါကောင်းတယ်လေတို့သောမိသက်ပိုက်ကြီးတွေနဲ့ထိုးတာတွေအသက်ကုန်ပေါက်ကြီးတွေဖွင့်ပြီးကဲတာတွေနောက်တော့မူးတယ်တောက်တယ်သူ့လည်းမကိုယ်လည်းမမသိဘူးနောက်တော့ယောက်ျားလည်းမိန်းမလည်းမသိဘူးနော်မနေ့ကဘုန်းကြီးပြောတယ်ကွင်းမြေမှာမဟုတ်တော့ဘူးဘယ်ရောက်ပါ့ အဲတချို့ကခြုံနဲ့ရောတချို့ခြုံနဲ့ထိတော်မလဲမဆောက်နိုင်ကြတော့ဘယ်လောက်ဒီဖြစ်သွားလဲလူလူစိတ်ပြောက်ပေါ့အခုခေတ်ကျမွေးသေးတွေပါလာတော့ကိုဆိုးတာနော်ရေဆိုတော့လေသူများပြေးတဲ့ရေအသိမ့်ချအချိုရေဆိုတဲ့ချိုရေအသိမ့်ချအဲ့ဒါနဲ့ကြံတွင်လေကောင်မပေါ်တဲ့သားတွေတမီးတွေဘယ်လောက်ရတကြံနော်လေကောင်မပေါ်ဘဲနဲ့ကိုယ်သူမှကြံခဲ့တာပေါ့ဗျာအဲ့ဒါလေနော် အစင်လာတွေပျက်စီးသွားခုနကရိုးရာတို့တော့ရိုးရာတွေရနေပြီတော့ရိုးရာမဟုတ်တဲ့မရိုးမရာဟာတွေထည့်လိုက်တော့အဲလူမျိုးလည်းပြက်ဘာသာသာသနာလည်းပြက်တိုင်းပြည်ရဲ့အလေးစရိုက်တွေလည်းပြက်မြန်မာဆိုပြီးဘာမှကုန်စရာမကျတော့ကတော့လေဘလို့ကတိုင်ပတ်တဲ့ကဟောကကလာကိုတိုင်ပတ်တဲ့ကတနိုင်ကလုံးတိုင်ပတ်